သူ့ရှာထုတ်ပြလို့ကြည့်လိုက်တော့သူ့ရှာကလည်းကိန်းလိုက်ချော်လို့မဲမဲပြပြကြီးဆရာသူ့ကိုတေချာသတိထားကြည့်ပြီးတော့သူ့ခန္ဓာကိုယ်ကအိတ်ဆောင်ပဲလှဲထားပေမဲ့သူ့မျက်နာကကျမပဲတဲတဲ့လှဲထားပြီးရှာထုတ်ပြနေတာရှင်သူ့ကောင်းတစ်ခုတည်းနောက်ပြန်လှဲထားသလိုဖြစ်နေတာပေါ့အဲ့ဒီမှာကျမတကူလုံးချက်သိမ်းမွေးညင်းနေတစ်ဖြန်းဖြန်းထပြီးငဲတန်းပါအောင်အောင်မြင်သတိမိသွားတော့တာပါပဲ မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မြမပါရနိုမယ်ကလပ် channel လေးကနေယနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူ ပီတာမြအူရေးသားတာတဲ့တမင်တကာ6လက်နေတာမဟုတ်ပါဆိုတော့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာလုံးရဲ့တော့နှစ်ပေါင်း30ကျော်ခန့်ကဖြစ်ပါသည် ကျွန်တော်ဒီထောင်မူးတင်တန်းဆင်းပြီနော်1986ခုနှစ်မှာစ၍အင်းစိန်ဘိုးအကျဉ်းတော်တွင်စတင်တာဝန်ထမ်းဆောင်ခဲ့ရပါသည်1988ခု၌ရန်ကုန်ယာယီအချုပ်စခန်းဖွင့်လှစ်သောအခါထိုအချုပ်စခန်းသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရ၏ရန်ကုန်ယာယီအချုပ်စခန်းဆိုဒီမှာ ထိုစဉ်ကမောင်ဂိုမာရီလန်ယခုဗိုလ်ချုပ်အောင်ဆန်းလန်းနှင့်စိန်ကျွန်းလန်းယခုမင်းရဲကျော်စွာလန်းတို့အကြားတွင်တည်ရှိခဲ့သောရန်ကုန်အကျဉ်းထောင်ကြီး၏မြောက်ဘက်အစွန်ရှိအိတ်ဆောင်အမှတ်၃ကိုပြန်လည်ပြုပြင်မွန်မန်ထားခြင်းဖြစ်ရန်ကုန်အကျဉ်းထောင်ကြီးကိုပြည်သူ့အစိုးရလက်ထက်1869ခုနှစ်ခန့်ကတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး1964ခုနှစ်ကဖျက်သိမ်းခဲ့ခြင်းဖြစ် ။ဘုံကြီးလမ်းဘက်မှနှမ်းမြင်နေရသောအုပ်ယိုးမဲမဲတန်းကြီးကိုပါ ဖြိုချပစ်ခဲ့ရာယခုမြင်နေရသည့်အတိုင်းဘုံကြီးလမ်းနှင့်ပြည်လမ်းကိုတောက်လျှောက်ဖြတ်တန်းသွားလာနိုင်ခဲ့ပါသည်။ရန်ကုန်အကျဉ်းတော်ဟောင်းကြီးကိုထိုးစဉ်ကာလကစစ်ကြောရေးနှင့်တဲခုရေးစကန်ဖြင့်အုံပြုလျက်ရှိခဲ့ရာ အိဆောင်လေးဆောင်နဲ့စိန်ကျုံးလက်နဲ့ကလျက်အိဆောင်ကိုအချင်းတော်အင်္ဂါနဲ့ညီအောင်သူပြားများဖြင့်ကန်ကားထောင်ပူးပွားတိဆောက်ပြီးရန်ကုန်ယာယီအချုပ်စကန်အဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ဆရာအမျိုးသမီးဆောင်ကဆရာမတော်ပြုံးကဆရာနဲ့တွေ့ကျင်လို့တဲ့တနေ့ညစင်နိုင်ခန့်ကျွန်ုပ်တာဝန်မှုကြားနေချိန်တွင်တာဝန်ကျတက်ချက်ကြီးဥပဝင်းကလာရောက်တရင်ပို့ခြင်းဖြစ်ဒီချိန်ကျမှတော်ပြုံးကဘာဖြစ်လို့တွေ့ကျင်တဲ့တုံးပြ ကျွန်ုပ်ကဥပဝင်အားပြန်မေးလိုက်သည်ကျွန်တော်လည်းသူ့ကိုမေးပါတယ်ဆရာအဲ့ဒါကိုဘာမှပြန်မဖြေပဲဆရာနဲ့တွေ့မှပြောမယ်ကြီးပြောနေလို့ပါဟာတော်တော်ခက်တယ်မိမကြီးပါလားစောစောကကျွန်တော်တို့မင်းဆောင်ဝင်စစ်တုံးကအားလုံးကောက်မာတယ်လို့ပြောပြီးခုမှဘာဖြစ်ပြန်ပြီလဲမသိတော့ဘူးကဲကဲကဲအဆောင်တကားဖွင့်ပေးပြီးခဏလွတ်လိုက်ပါဗျာဟုတ်ကဲ့ပါဆရာ အမျိုးသမီးအချင်းဆောင်ကိုအမျိုးသားအဆောင်ဘက်မှမမြင်နိုင်အောင်တီးခြားဝင်းခတ်ထားပြီးအမျိုးသမီးဝန်ထမ်းများကအဆိုပါဝင်းထဲမှပင်တာဝန်ထမ်းဆောင်ရကဝင်းတကားကို အပြင်ဘက်မှတော့ပိတ်ထားရ၏ထိုဆောင်ဝင်းနှင့် ထောင်ပူးဝရှုံးကဲမှတခေါ်တတာခန့်သာဝေးကွာသည်ခဏကြာတွင် ဥပဝင်းနှင့်အတူဒေါ်ပြုံးရောက်လာပါသည် ကဲလာဒေါ်ပြုံးခိုင်းမြောင်းကျွန်ုပ်ကကလထိုင်းတလုံးစီကိုညွန်ပြလိုက်သည် အပေါ်အင်းကြီးအဖြူလက်စကားနဲ့ထမိန်အနီအောင်ယူနီဖောင်းကိုဝတ်ဆင်လာတော့တော်ပြုံးကရုံးငန်းတွင်ရှိကလထိုင်းတွင်မဝင်မရဲဝင်ထိုင်လိုက်၏တော်ပြုံးမှာအသက်40ကျော်ခန့်ရှိပြီးမျက်နာတွယ်တွယ်တွင်ကြောက်ပေါက်မှာတဲတဲဖြင့်အသားညို၍ကလစင်မျိုးရှိသူဖြစ်၏တော်ပြုံးမှာပစုံတရားကိုစိုးရွနေသလားမသိသူမ၏မျက်လုံးများမှာကနမငိမ့်နှင်းမျက်တောင်များကတစ်ဖြက်ဖြက်ခန့်နေသည်ကဲတော်ပြုံးစိုးဗျာ ။ဘာကိစ္စရှိလို့လဲဗျ။ဟိုဘာလဲ။ဟိုတယောက်ကမက်ဆိတ်မွေးကန်နေဘိုင်းနာနေပြီလား။မဟုတ်ပါဘူးဆရာ။ဒါဆိုဟိုဖိုးတွန်နီမိန်းမကြီးနဲ့ကောင်မလေးတွေများစကားများရန်ဖြစ်ကြပြန်ပြီလား။အဲအဲ့လိုတွေမဟုတ်ဘူးဆရာ။အဆောင်မှာအားလုံးကကောင်းပါတယ်။ဟုတ်လား။ဒါဆိုကျွန်တော်စီကိုဘာလို့လာရတုံးဗျာခမ ्या ကလည်းကျွန်တော်ဤစိတ်ပြတ်တန်ပါတော့မိကွန်းကြောင့်ဒေါ်ပြုံးမျက်လုံးဝိုင်းကြီးများဖြင့်လန့်ကြည့်သည် ပြီးမှမြေတောင်ကြီးများဖြင့်ပုတ်ခတ်ပုတ်ခတ်လောက်ကရှေ့သို့ကိုင်းညွှန်လိုက်လျင်ဆရာဒီလိုပါကျမလေးဟိုအပုတ်ပုတ်နဲ့တခုခုရနေလို့ပါဗျာအပုတ်နဲ့ဟုတ်လားခမရကလည်းဗျာကြမ်းကြမ်းပတ်ပတ်ဘာပုတ်နဲ့လဲဖေးကရတာလေအိတ်ဆောင်နေရလားအိတ်ဆောင်နေကတော့မဟုတ်တော့ဘူးရှင်ဆရာဦးတင်ဝင်းဦးတာဝန်မှုကြတဲ့ညကစရရတာ မင်းညကဆရာဦးစိုးသိန်းတာဝန်မှုကြတော့ကလည်းအဲ့ဒီအနံ့ကိုရတယ်။အခုညလည်းဒီအနံ့ကထက်ရနေပြန်ပြီ။ဒါကြောင့်ဆရာစီကိုလာတဲ့င်းပို့တာပါ။ထိုစဉ်ကရန်ကုန်ယာယီအချုပ်စခန်းတာဝန်ခံအရာရှိမှ ထောင်မှုကြီးဦးတင်ဝင်းဖြစ်ပြီးဦးစိုးသိန်းနဲ့ကျွန်ုပ်မှထောင်မှုများဖြစ်ကျွန်ုပ်တို့အရာရှိ၃ယောက်တယောက်တညစီအလှဲ့ကျတာဝန်မှုဝင်ရသည် ဒါဆိုလေရင်ညတွေကလေးကသတင်းပို့ခဲ့ရောက်ပေါ့ဗျာဘာလို့ဒီညမှာလာသတင်းပို့ရတာလဲသူတို့ကမချိမနဲ့တန်ဖြင့်မေးလိုက်သည်ဒီလိုပါအရင်ညတွေကတော့တကယ်ဟုတ်မဟုတ်မတေချာသေးတာနဲ့စောင့်ကြည့်နေခဲ့သေးတာပါဒီညကလည်းတုံးညမြောက်မှာပါဒီအပုံနံကိုအချိန်မှန်ရလာလို့တေချာပြီဆိုပြီးဆရာစီကိုလာခဲ့ရတာပါနေပါဦးဗျာဘလို့အချိန်မှန်ရတာလဲဗျညဆက်တနာကြီးတန်ချောင်းခောက်ပြီးတာနဲ့ ကျမနှာခေါင်းထဲကိုအပုတ်နဲ့ကကြားလို့ရပါပဲဆရာ။အေးညာ၁၂နာရီတန်ကြောင်းခောက်ပြီးရင်တော့ဘာနဲ့မှမရတော့ဘူး။အဲ့ဒီတိုင်းခုညလည်းရားနေပြန်ပြီဆရာ။အဲ့ဒါကြောင့်ပါ။ဘင်းနဲ့ကရတာလေဗျ။ဘလို့အနဲ့မျိုးလဲ။ကျမကအိဆောင်အပေါ်တဲ့ဘာရလဲမှအိပ်ရတာပါ။အနဲ့ကပုတ်ရရဲ့ရင်ဟိုလူသေးလို့၂ရက်၃ရက်လောက်ကြာရင်ရတဲ့တဲ့အနဲ့မျိုးရှင့်။ဒါဖြင့်အဲ့ဒီအနဲ့ကိုအိဆောင်နဲ့ကအချုပ်သူတွေလည်းရကြမှာပေါ့။ တော်ပြုံးကခေါင်းကိုတက်တက်ခါရမ်းလိုက်သည်ဟင်းကျမမေကြီးတော့ဘသူမှအဲ့လိုအနံ့မျိုးမရဘူးတဲ့ဒီနှန်းကကျမတယောက်တည်းရနေတာတင်နေတော်ပြုံးစကားကြောင့်ကျွန်ုပ်အံ့အားတင်သွားမိသည်ဟာခမရလည်းတမျိုးကြီးပါလားအေးလီဒါဆိုရင်တော့ရှင်းပါနဲ့တော်ပြုံးစိတ်ထင်လို့ဖြစ်မှာပေါ့ဗျာတော်ပြုံးကခေါင်းကိုခါရမ်းပြလိုက်ပြန်သည်မဟုတ်ဘူးဆရာကျမစိတ်ထင်တာတမျိုးမဟုတ်ဘူး ခုကတညာလည်းမဟုတ်ညာလည်းမဟုတ်တုံးရဲ့တုံးရတိုင်တိုင်ဒီအပုံနဲ့နယ်ကြီးမှန်မှန်ရနေတာဆိုတော့ဘယ်နည်းနဲ့မှစိတ်ထင်တာမဟုတ်နိုင်တော့ဘူးလေဆရာတို့အဲ့လိုတန်မြတ်ဝင်မှာဆိုလို့ဒီညမှာလာပြီးအတိပေးတာကိုသာကြည့်ပါတော့ကျွန်ုပ်ကဒေါ်ပြုံးဤမျိုးလုံးများအတွင်းစူးစိုက်ကြည့်မိသည်ဤမျိုးသမီးသည်ကျွန်တော်နှင့်အတူအင်းစိန်ထောင်မှရွှေပြောင်းတာဝန်ထမ်းဆောင်ရသောဒုတိယတက်ကြတယောက်ဖြစ်၏ အကျဉ်းအောင်ဝန်ထမ်းလုပ်သက်မှာ20မျှရှိနေသည့်အပြင်ရန်ကုန်အချုပ်ထောင်တွင်တာဝန်ထမ်းဆောင်ခဲ့သောကာလအတွင်းရိုးသား၍အမိတ်နာခံတတ်သူအဖြစ်သာတွေ့ခဲ့ရသည်။မဟုတ်မမှန်လောက်ကျန်ပြောဆိုတတ်သည့်ဟူ၍ကမကြဘူးကဲ။ကျွန်ုပ်က나이ကိုမြောက်ကြည့်လိုက်သည်။ည7:00နာရီနှင့်မိနစ်40ရှိပေပြီ။တော်ပြောဤစကားအရဆိုရင်ည7:00နာရီအထိအပုတ်နဲ့ရနိုင်သေးသည်။ကဲ ဥပဝင်ကျွန်တော်တို့မိမဆောင်တွေဝင်ကြရအောင်ညာကျွန်တော်နဲ့ဥပဝင်ဒီဒေါ်ပြုံးနဲ့အတူအမျိုးသမီးဆောင်တွေတို့ဝင်ခဲ့ကြသည်ဒေါ်ပြုံးအိတ်တော်အပေါ်ရက်တို့တက်ခဲ့ကြသည်တန်နိုင်များကာယန္တာသောအိဆောင်အတွင်ဝဲအချုပ်သူများစနစ်တကျတန်းစီ၍အိမ်နေကြ၏။ညာကင်းတာဝန်ကြအချုပ်သူတယောက်သာအိဆောင်ထဲတွင်ခောက်တုတ်ခောက်ပြန်လမ်းလျှောက်နေသည်။ဟောအနှက်ကရနေတော့ငယ်ဆရာ အိဆောင်အပြင်ဘက်ဘာယာတန်းရှိတူမကြီးအရာအနီးရောက်တွင်ဒေါ်ပြုံးကပြောလိုက်သည်ကျွန်ုပ်နှင့်ဥပဝင်းကထိုးနေရာတွင်ရက်လျက်အနက်ခံကြည့်သည် အမျိုးသမီးအများ စုပေါင်းနေထိုင်ရသောနေရာဖြစ်၍ချွေးနှံလိုလိုညှင်းနှံလိုလိုမိမတို့၏အနံတမျိုးကိုတော့ရှူရှိုက်မိတစ်ချက်တစ်ချက်အိဆောင်အပြင်ဘက်မှတိုးဝင်လာသောဒီပြည်နှင့်တူတောင်ယာဘက်မှပါလာသည့်ဟင်းရွက်စိမ့်နှံများကိုလည်းခံစားမိသည် တော်ပြုံးပြောသည်ပုတ်အဲ့အဲ့အနံ့မျိုးကိုတော့လုံးဝမရဥပဝင်ကဘာနဲ့ရလေဗျကျွန်ုပ်ကတက်ချက်ကြီးအားမေးလိုက်သည်ဥပဝင်ကသူ့နှာခေါင်းကိုရှုံကြည့်ပွားကြည့်လှုပ်ကြည့်သည်ကျွန်တော်တော့လူနဲ့နဲ့ဟင်းရွက်နဲ့မရရဆရာတခြားအနံ့တော့မရဘူးကျွန်ုပ်ကညာကင်းတဝင်ကြအချုပ်သူအားလက်ရက်ခေါ်လိုက်သည်သူမကတန်တိုင်အနီးသို့ကပ်လာသည်နင်ရောဘာနဲ့ရလဲ သူမက အနံ့ခံဟန်ပြုကချွေးနဲ့နဲ့လူတွေရဲ့အပူချိန်နဲ့ပဲရတယ်ဆရာတော့လည်းမရဘူးလားဟင်းမရပါဘူးကျွန်ုပ်ကတော်ပြုံးအားကဲဘာပြောအောင်မလဲဟူသောအတိတ်ပဲပါသည့်အပြုံးဖြင့်လှည့်ကြည့်လိုက်သည်တော်ပြုံးက အာမလျှော့သေးပဲကျွန်မကတော့ခုထိအပုံနဲ့ရနေတော့မယ်ဆရာကျွန်ုပ်ကတော်ပြုံးအားထူးဆန်းသောတတော်ဝါတကောင်နှင်းစိုက်ကြည့်လိုက်မိသည် ထိုပုံနဲ့ကိုကျွန်တော်နဲ့ဥပဝင်းတို့တာမကညာကင်းတာဝင်ကြအချုပ်တူပါမယာတော်ပြုံးတယောက်တည်းညနေဒီမှာထူကြစမ်းကြဲလှသည်ထိုစဉ်ည7နာရီတန်ချောင်းခောက်တဲ့များအဆက်မပြတ်ပေါ်လာသည်တန်ချောင်းတန်များဆုံတော့တစ်ဆောင်လုံးပိတ်ဆိတ်သွားပြန်သည်ဟိုကျမကျမဟိုနဲ့ကိုမရတော့ဘူးတော်ပြုံးကမျက်လုံးကြီးများဝိုင်းနေပြော၏ ကျွန်တော်ဤစိတ်တင်းတိုင်းမူဒေါ်ပြုံးအားတင်သာမကင်းသောအတွေ့များဝင်နေမိသည်ဖက်ကလည်းဂယုဏတက်မိသလိုလိုခံစားမိသည်ယခုဒေါ်ပြုံးဖြစ်နေဒီမှာတွေးယူတာယူမှဟုတ်ပါလေစားစိတ်ဖိစီးမှုတစ်ခုခုကြောင့်မရှိသေးကိုအရှိထင်ကစိတ်ဆွဲလန်းမှုတစ်ခုခု ဖြစ်နေသလားထူကြဒီမှာထိုးနှင်းမှာရက်သက်တပတ်တပတ်အကြာကျွန်ုပ်တာဝန်မှုတုံးချိန်ကြာပြီးသည့်တိုင်ထိုးကိစ္စနှင့်ပတ်သက်၍ဘာသာမှမကြရတော့ခြင်း တို့တစီကျွန်ုပ်စရုထအချိန်မြောက်တာဝန်မှုကြတော့ညရင်က ထူးခြားဖြစ်စဉ်တစ်ခုမမျှော်လင့်ပဲပေါ်လာပါတော့သည်ငါကြပါဦးဒီမှာဆီယမဒေါ်တင်တင်ငူးလဲနေလို့ထိုနေ့ည7:00နာရီတာတာခန့်တွင်အမျိုးသမီးဆောင်မှ အချုပ်သူများတန်ပြိုင် အော်တန်ကိုကြားလာရပါတော့သည်ကျွန်ုပ်နဲ့တက်ကြွကြီးတို့အမျိုးသမီးဆောင်တဲ့တို့အမြန်ပြေးဝင်သွားခဲ့ကြသည်ဘလို့ဖြစ်တာလဲအိဆောင်ပေါ်တဲ့ရောက်တည်နေဥပဝင်းကလမ်းမေးလိုက်သည် မပြောရပါဘူးဆရာရေအမလီတရေကြီးတော်လို့အော်ဒန်ကြားလို့ကြည့်လိုက်တော့ဆ ्याम မဒေါ်တင်နဲ့အဲ့ဒီတိုင်းပဲမူးလဲနေတာတွေ့ရတော့တာပါပဲရှင်အချုပ်သူတယောက်ကဘာယာဘော်တွင် ခွေခွေလေးလေးကတတိပင်းနေတော့ဒုတိယတစ်ချက်ဒေါ်တင်တင်အားလက်ညှိုးထိုးပြသည်ဒေါ်တင်နေမှာဒေါ်ပြုံးနဲ့15ရက်တစ်ကြိမ်နိညာတာဝင်းအလှဲ့ကြထမ်းဆောင်ရသူ ဖြစ်ပြီးလွန်ခဲ့သော3ရက်ခန့်ကမှဒေါ်ပြုံးထံမှညတာဝင်း တွဲပြောင်းလက်ခံထားသူဖြစ်၏ဒေါ်ဒီနေဒေါ်ဒီနေဥပဝင်းကအသင့်ပါလာသောရှူစည်းဆောင်ကိုဒေါ်တင်တင်းနှာခေါင်းဝတွင်ပြေးပေးထားကပခုံးကိုကိုင်းလုကာနှုတ်မှခေါ်ကြည့်သည်ခနာကြတွင်ဒေါ်တင်တင် လူးလွန်လာကတဖြည်းဖြည်းမျက်လုံးများပွင့်လာသည်ဘိရလာပြီလားဒေါ်တင်နေအင်းဟုတ်ဟုတ်ဟုတ်ကဲ့ဘလို့ဖြစ်တာလဲဗျာ တို့တင်နေကအာယူရေထကနန်ရန်တွင်မိလျက်ထိုင်နီအသက်ကိုဝအောင် ရှိုက်ထုတ်လိုက်သည်ပြီးမှ လေတန်အေးအေးဖြင့်စပြောသည် ကျမညစင်တိုင်းကြော်လောက်မှမိခနဲ့အိပ်ပျော်သွားတယ်ဆရာအိပ်ပျော်နေတော့အိမ်မက်မက်လို့တကယ်လို့လို့ဆူဆူရှာရှာပုံနဲ့တခုခုကိုရရတယ်ဆရာ အနန်းကတဖြည်းဖြည်းပြင်းလာလို့ကျမလန်းနိုးသွားတယ်ဘဲကလာတဲ့အနန်းလဲလို့လိုက်ကြည့်တော့စောတော့က ကျမမူလေးတဲ့နေရာရှိမှာကိုဝင်ဆောင်မိမတယောက်ကျမဘက်ကိုကြောပေးပြီးခက်ဆောင်ဆောင်လေးရက်နေတယ်။ကျမကဒါတရုတ်ပမဆိုင်တမ်းပဲဘဲနဲ့လှုပ်ပြီးအိတ်ဆောင်အပြင်ဘက်ရောက်နေပါလိမ့်လို့တွေးပြီးသူ့စီကိုအမြန်ထားသွားလိုက်မိတယ်။အနားရောက်တော့သူကလှဲ့ကြည့်တော့မဆိုင်တမ်းမဟုတ်ဘူး။မျက်နှာရှိရှိသပင်ဖားရချလာတဲ့မိမတယောက်ဖြစ်နေရဲ့ဆရာ။သူ့မျက်နှာကိုရင်းရင်းနှီးနှီးမြင်မှုတလို့လို့ထင်ပေမဲ့လည်းဘမမြင်မှုမဲ့စဉ်းစားမရဘူး။ သူကကျမကိုပြုံးပြမလို့လို့နှခမ်းဟလိုက်တော့ပါဇက်ထဲမှာတဖို့မရှိပဲဟောင်းလောင်းကြီးရှင့်သူရှာထုတ်ပြလို့ကြည့်လိုက်တော့သူရှာကလည်းကိန်းလိုက်ချော်လို့မဲမဲပြပြကြီးဆရာသူ့ကိုတေချာသတိထားကြည့်ပြီးတော့သူ့ခန္ဓာကိုယ်ကအိတ်ဆောင်ပဲလှဲထားပေမဲ့သူ့မျက်နာကကျမပဲတဲတဲ့လှဲထားပြီးရှာထုတ်ပြနေတာရှင့်သူ့ကောင်တစ်ခုတည်းနောက်ပြန်လှဲထားသလိုဖြစ်နေတာပေါ့အဲ့ဒီမှာကျမတို့ကလုံးချက်သိမ်းမွေးညင်းနေတစ်ဖြန်းဖြန်းထပြီးငဲတန်းပါအောင်အောင်မြင်သတိမိသွားတော့တာပါပဲ အခုပြန်ပြောနေရင်လည်းတော့ချက်သိမ်းတွေထလာပြန်ပြီဆရာတော့တင်တင်မှာဖြူပတ်ဖြူရော်နဲ့အကြောက်မပြေသေးဟန်ပေါ်နေသဖြင့်ထိုးညဂျူတီမဝင်ငိုင်းတော့ပဲညတာဝင်ကြဝန်ထမ်းနှစ်ယောက်နဲ့အတူအိမ်ပြန်ပို့ပေးလိုက်ရ යි တယင်းမကကိုဝင်ဆောင်ထားတာဆိုတော့မက်ပိုက်များဖြစ်နေမလားမသိဘူးထောက်မှုကရုံငန်းပြန်ရောက်တွင် ဥပဝင်ကပြောသည်ဘဲကမက်ပိုက်လေဗျဥပဝင်ရဲ့ဆရာမမီလားမသိဘူး နေ့ကဒီချိန်လောက်မှာကျောက်သားမျိုးနဲ့တရားရုံးမှာဝိရစေဝါမှုနဲ့ရုံးထွက်နေတဲ့ကိုဝင်ဆောင်အချုပ်သူတယောက်ရှိခဲ့တယ်။နာမည်ကိုတော့မမှတ်မိဘူးဆရာ။အများကတော့မပိုက်မပိုက်နဲ့ခေါ်ကြတယ်။ဩကျွန်တော်မှတ်မိပြီဗျ။အသားနည်းဆက်ဆက်နဲ့တယောက်ကပြားမှလီမဟုတ်လား။ကျွန်တော်အင်းစိန်ထောင်မှာဒီတစ်ခုသွားစစ်နေတဲ့ညမှာပဲကိုဝင်စိတ်တက်ယောဂာနဲ့ဆိုလားဆုံးသွားခဲ့တဲ့သူမဟုတ်လားဗျ။ဟုတ်တယ်ဆရာ။သူ့ပဲ။ခုဒေါ်တင်နေမြင်လိုက်တာအဲ့ဒီမပိုက်များလားလို့ အာဥပဝင်နေကြံကြီးစီရဗျာမတ်ပိုက်ကဆေးဟုံမှာစုံတာပဲဟာကျွန်တော်တို့အချုပ်ထောင်နဲ့ဘာဆိုင်တော့လို့တော့မတ်ပိုက်ကဖိုင်ရန်လာပြီးအချုပ်ထောင်ထဲမှာသတိလစ်သွားခဲ့တာဆရာဆေးဟုံရောက်တဲ့အထိသတိတစ်ချက်မှပြန်မလည်တော့ပဲဆုံးသွားခဲ့တာတဲ့ဒါကြောင့်အချုပ်ထောင်ကိုဆွဲလမ်းပြီးမကျွတ်မလွတ်များဖြစ်နေလားလို့ပါအေးဟုတ်လားဗျဒါဆိုလေကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြမလဲ အကောင်းဆုံးကတော့ရင်းနှီးတဲ့တန်ခါတပါးပါးစီမှာရှောက်ထားကြည့်လိုက်ရင်ကောင်းမယ်ထင်တာပဲဆရာကျွန်ုပ်ခေါင်းညိတ်ထောက်ခံလိုက်မိသည်ထို့ကြောင့်ကျွန်ုပ်နားရည်နေတွင်ဗဟန်ကြားတို့ရလမ်းရှိចောင်းတက်ចောင်းမှចောင်းတိုင်ဆရာတော်ဥကေတူထံအချိုးចောင်းတွားရောက်ရှောက်ထားခဲ့၏ဆရာတော်မှာကျွန်ုပ်ဥပစင်တက်စင်ကဥပစေဆရာတော်ဖြစ်ပြီးပရိယတ်တိစာတင်နာဤစာချပုဂ္ဂိုလ်လည်းဖြစ်၏အင်းတခါကြီးကိစ္စကရိုးရိုးမဟုတ်ဘူးဒါနန္ဒဘာဝနဲ့ပတ်သက်နေတာကွဲ့ ဆရာတော်ကတိတိကျကျစဉ်းစားပြီးမိန်၏တင်မဖေဘလို့အနာနာဘာဝများလဲဖေနာနာဘာဝဆိုတာကတေကန်ဤအယူအဆွဲများတာကြောင့်ကောင်းရမွန်ရမရောက်ပဲဒုက္ခတိဘုံမှာတိတ်တာတစေဖြစ်နေတာကိုဆိုလိုတာကွဲ့တင်မဖေဒါဆိုရင်လည်းခုဟာကကစေ၆တဲ့ဘောပေါ့အင်းတခါကြီးတို့လိုလူတွေနားလည်အောင်ပြောရရင်တော့တစေတည်းဆိုတာလူတွေကိုကြောက်အောင်တမင်တကာ၆လက်နေတာမဟုတ်ဘူးကွဲ့ ဒါဆိုရင်ဘာလို့ခြောက်တာပါလဲဖေ။လူရီစီကနေအခုညီလိုချင်းလို့ပဲတခါကြီးရဲ့ဘလို့အခုညီလဲဖေ။ခုနကတကားကြီးလျှောက်ထားချက်အရာဆိုရင်ပဲဒီကွန်ဝင်ဆောင်အချုပ်သူမိန်းကလေးကမကျွတ်မလွတ်သေးဘူးခုလဲသူဆုံးခဲ့တာနှစ်ပတ်လဲပြီဆိုတော့သူလဲဒီဘွားမှာမနေနိုင်တော့လို့အခုညီတောင်းတာဖြစ်လိမ့်မယ်ကွဒါဖြင့်အပုံနိုင်ရတာကဘောဖေ အပုံနဲ့ဆိုတာကလူ့ဘွားတုံးကမကောင်းတဲ့အကုသို့များခဲ့လို့ဖြစ်ရတာမျိုးကွဲ့ဒါလဲသူ့ရဲ့မကြွမလွတ်နိုင်သေးတဲ့ဘွားကလူရကျွတ်ချောင်းအကူညီတောင်းတာတမျိုးပဲလေဒါဖြင့်ဒီအပုံနဲ့ကဆီယမတော်ပြုံးနဲ့ဒေါ်တင်နူနိုပဲရပြီးတပည့်တော်နဲ့ဥပဝင်ရောစံတဲ့အချုပ်သူတွေကပါဘာလို့မရကြတာလဲဖျားအခါကြီးတို့ကအာနာရှိတဲ့အချင်းတော်အုပ်ချုပ်သူတွေဆိုတော့သူ့အနဲ့မပေးရဘူး အချုပ်သူတွေကြပြန်တော့လဲမဟုတ်မဟတ်လှုပ်ကြံပြောဆိုရဲဆိုပြီးမယုံကြည်မှဆိုလို့မပေးပြန်ဘူးဒေါ်ပြုံးတို့ဒေါ်တင်နေတို့ကြတော့သူနဲ့ရင်းရင်းနှီးနှီးနေခဲ့ကြတဲ့အပြင်အထက်ကိုတင်ပြနိုင်တဲ့ဝန်ထမ်းတွေမို့လို့သူတို့ကတဆင့်အနှံ့နဲ့အတိပေးတာပဲကွတို့တခါကြီးတို့ကလည်းအဲ့ဒီဝန်ထမ်းဆရာမတွေပြောမှယုံကြမှာမဟုတ်လားတင်မဖေဟာတပည့်တော်သဘောပေါက်ပါပြီဒါမဲ့လေဖေဟာ ဆီယမ်မဒေါ်တင်နင်းကိုကြတော့အပုတ်နဲ့ပေးုံနဲ့မကပဲဘာလို့ကိုထင်းမပြပြီး၆လက်ရလာလဲဖျာအင်းဒါတော့တကားကြီးပဲစဉ်းစားကြည့်လေဆီယမ်မဒေါ်ပြုံးကိုအပုတ်နဲ့၃ရက်ဆက်တိုက်ပေးခဲ့တာတော့မှတကားကြီးတို့ကနောက်ထပ်ရက်သက်တစ်ပတ်ကြော်လာတဲ့အထိဘာမှအေးအေးယူဆောင်ရက်မပေးခဲ့ဘူးမဟုတ်လားဒါကြောင့်လေနောက်တစ်ပတ်တခါကြီးတာဝန်မှုကြတဲ့ညမှာဆ iam မဒိုနေနေကိုအပုတ်နဲ့ပြင်းပြင်းပေးတဲ့ပြင်ကိုလေးလက်ဝင်ကြီးနဲ့ကိုထင်းပြခဲ့ရတာရှာဖို့ကွယ် ဒါမှလည်းတကားကြီးတို့မြင်မြန်အရေးယူတော့မှာမဟုတ်တာကွ။အော်တပည့်တော်နားလဲပါပြီ။ဒါဖြင့်ခုကိစ္စကိုဘယ်လိုလုပ်ရမှာလဲဖေ။ကြည်ရတာအဲ့ဒီအချုပ်သူကစေးုံမှာဆုံးလို့ဆိုပြီးတကားကြီးတို့စီမှာအမျှအတန်းဝေခဲ့ကြပုံမရဘူး။အမှန်ကအဲ့ဒီမိန်းကလေးကအချုပ်ဆောင်ကိုဆွဲလန်းပြီးမကြွတ်မလွတ်နိုင်မင်းတွဲကက်နေတာကွ။အဲအကြောင်းတခါကြီးတို့သူ့အတွက်အမြဲဆုံးအလူတာနာလုပ်ပြီးအမြအတမ်းပေးဝေစီလိုတယ်ကွ ကျွန်ုပ်ဒီနောက်တနေ့နဲ့နဲ့ပိုင်းတွင်ဆရာတော်ပါတန်ဃာတော်၅ပါးအမျိုးသမီးအချုပ်ဆောင်တို့ပင်ဖိတ်ကကွဲလွန်သူမပိုက်ခေါ်မတန်းခင်အတွက်ရည်စူး၍စွန်ခဲပွဲဘောဇင်တို့စက်ကကပြိတရားတော်များကိုနာယူပြီးရေဆက်ချတူရန်လိုက်သည်ဝင်းနန်းနှင့်အချုပ်သူတို့ကကြာကြာသမျှဝင်းနီယားတို့အားအမျှတမ်းပေးဝေပြီးတာလူ၃ချိန်ခေါ်ဆိုလိုက်ကြသည် ဒုက္ခနာ၌တရားနာပရိသတ်များအတွင်အလွန်မွေးကြိုင်သောပန်းပေါင်းစုံခြင်းနဲ့တမျိုးကိုရှူရှိုက်မိကြ၏ထိုကဆရာတော်ကကျင်းနဲ့ဝမ်းသာစွာပြုံးပြခြင်းအဲ့ဒါတကားကြီးတို့ပေးဝေလိုက်တဲ့ကုတို့အဖို့ပါကားကိုအမျှရလို့ချမ်းသာတဲ့ဘုံဘွားကိုရောက်ရှိကြအမွေးနဲ့ပေးပြီးနှုတ်ဆက်လိုက်တာပဲတကားကြီးတို့ရဲ့ ခိုခိုက်ဆီယမဒေါ်ပြုံးနှင့်ဒေါ်တင်နေတို့နှစ်ဦးမှာတိုင်ပင်ထားသည့်လားတံပြာရွှေလိုက်တံကိုချက်သိမ်းမွေးညင်းထဝဲကြားလိုက်ရပါတော်သည်။မဘာကြီးအမြအမြအမြတာတုတာတုတာတုဇလန်းလေးကတော့ဤနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါရဲ့ခင်ဗျ။ယခုဇလန်းလေးကိုရေးသားသူစာရေးသူပီတာမြာဦးကိုလည်းဂါရဝပြုကျေးဇူးတင်ရှိရသလိုဇလန်းလေးကိုပြီးဆုံးပြီးအထိနားဆင်ပေးသူအပေါင်းကိုလည်း အထူးပဲဂျေဇူးတင်ရှိအပ်ပါရခင်ဗျာ